မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဖုန်းမှာကြီးညာတွေတက်နေတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရမလဲပေါ့နော်တုံးလို့ရှိရင်ခဏလေးပဲမှာဥမာ line တုံးတယ် TikTok ပဲဖြစ် Facebook ပဲဖြစ်တုံးမယ်ဆိုလို့ရှိရင်ခဏလေးတုံးရင်လည်းကြီးညာကတန်းပြီးတော့ပေါ်လာတယ်ပေါ့နော်ဖုန်းကလေးပြီးတော့ဘာမှဆက်လုပ်လို့မရတော့ဘူးအဲ့ဒီပြဿနာကတော်တော်များများဖြစ်နေကြတယ်ပေါ့နော်ဟုတ်ဆိုလို့ရှိရင်ဒီမှာမ TikTok ကိုဖိတ်မယ်ဆိုပြီးတော့နှိုက်လိုက်တယ်တိုက်လိုက်တော့ဒီမှာလုံးလုံးလှုပ်လို့မရဘူးပြီးလို့ရှိရင်ဟိုကကြီးညာတက်လာတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဖြည့်ရှင်းတဲ့နေရာကျွန်တော်ဖုန်းရဲ့ ဒီ file manager တွေဝင်လိုက်ပြီးလို့ရှိရင် owner လေးရဲ့ပြည်စည်းပုံစံလေးကိုနှိပ်လိုက်တချို့ဖုန်းဆိုရင် clear mean လာလို့ပြောရှိတယ်ပေါ့နော်ဒီကောင်ကျွန်တော် clean လုပ်လိုက်မယ်ပြီးလို့ရှိရင် owner လေးဆွဲချလိုက်ပြီးလို့ရှိရင်ဒီ app များနေရကိုနှိပ်လိုက်ဒီနေရာမှာဆိုလို့ရှိရင်ကိုမတော့တဲ့ app တွေကိုအကုန်ဖျက်လိုက်ပေါ့နော်ဟုတ်ပါဒီကျွန်တော်မတောင်းနေတဲ့ဒီ app ဒီအဓိကအဲ့ဒီ super cleaner တို့ပြီးလို့ရှိရင်ဒီ အောက်ကဒီမှာဒီပျက်စီးပုံစံတွေအဓိကောင်တွေကဒီ viral အကြီးစားတွေပေါ့နော်အဓိကောင်တွေကိုကျွန်တော်တို့ select မှတ်ပြီးတော့အကောင်လိုက်ဖြတ်မယ်ကျွန်တော်တို့အသုံးမလိုတဲ့ဟာတွေအကောင်ဖြတ်မယ်တန်တာလုတ်နေရင်းနဲ့တင်ကြားလှည့်တက်ဝင်တယ်နော်ဒါဒီဖြတ်နေရင်းနဲ့တော့ဖြစ်နိုင်တော့ဒီ app တွေကိုဒီ select မှတ်တဲ့ချိန် install လုပ်တဲ့ချိန်မှာ wifi ပိုက်ရလိုက်ပါနော် wifi တို့မဟုတ် mobile data ကိုပိုက်ရလိုက်ပါ ဓမ္မတာတွေကျင်ညာတတ်တာနည်းနည်းတတ်တာပေါ့နော်ဖုန်းတလုံး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 လှုပ်လို့မရတာအဲ့ဒီပြဿနာတော်တော်ရှင်းနေစိုးရယ်နော်ဆိုတော့ okay အဲ့ဆိုလို့ရှိရင်ညတပါ uninstall လုပ်လိုက်မယ်နော် okay โอเคဒီမှာမလို့လဲဒီ Netflix တို့ဒီ Link တို့ပြီးလို့ရှိရင် Google Play ဒီ movie တို့ပြီးလို့ရှိရင် Dot တို့ YouTube News တို့ကျွန်တော်တို့မတောင်းတဲ့ဟာပေါ့နော်ကိုမတောင်းတဲ့ဟာကိုအကုန်ဖြတ်လိုက်ပါအော်ဒီမှာတော့ဖြတ်လိုက်ပြီโอเคဒါဒီဖြတ်ပြီးဆိုလို့ရှိရင်အဲ့တော့မသတိထားမိလားမသိနော်ခဏကဒီနှစ်ချက်သုံးချက်တော့နှိုက်ရင်ဂျင်ညာတန်တက်တယ်အခုဆိုဂျင်ညာမတက်တော့နော် ောက်တစ်ခုရှိတယ်ကဒီ auto download ဖြစ်နေတဲ့နေရာပေါ့နော် get app ကို clear data လောက်လိုက်မှာနော်ခနာက app ကြီးဖြတ်လိုက်တဲ့နဲ့ဒီမှာအကလုံးရှင်းပါပြီ။ဘာကြီးညာမှလည်းမတတ်တော့ဘူး။ အဆင်မပြေတဲ့တုံးလိုက်ရပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုတော့ဒီလောက်ပါပဲအဆင်မပြေတာတစ်ခုခုရှိမှဆိုလို့ရှိရင်ဗီဒီယိုရဲ့ comment မှာပြောခဲ့ပေးပါဗီဒီယိုကိုစောင့်နေတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်